ဒီဘက်ပါဝါရဲကိုင်နေပါတော့ပါဝါရဲကကျွန်တော်တို့ဒီနေရာမှာသူယူဝင်တော့ကိုလေးအတွင်းနဲ့ပြန်ကြဆိုရင်ကိုလေးရှိအာရမယ်ပေါ့နော်အဲအဲအဲရှစ်ကိုလေးကလည်းကျွန်တော်မှဘာလေးက organize တော့ပဲပဲအဲ့တော့ဒီမှာသူကဒီ line ကအပြည့်ယူလို့တော့မကောင်းဘူးပေါ့နော်အပြည့်ယူလို့တော့မမကောင်းနိုင်ဘူးဘာကြောင့်လဲဒီမကလေးနာမှာ နှစ်ကိုရှိလို့ဇောင်းထိုးတာတုံးသက်ရှိတယ်ပေါ့နော်နှစ်ကိုရှိမနှစ်ကိုရှိဇောင်းထိုးပြီပေါ့နော်နှစ်ကိုရှိထိစီတုံးလုံးဇောင်းထိုးတာထိစီတုံးလုံးဇောင်းထိုးတယ်ပေါ့နော်ဒါဒီဘက်ကြီးရောမပါတိတတ်မဟုတ်ဘဲနဲ့ဒီဘက်ကလူကြီးရောမျှဝပြီးလဲတယ်နော်ကြိုက်တယ်လူကုန်းတော့ဝါဒနာလူတွေတုံးနေတုံးလို့ရတယ်အဲ့တော့နှစ်ကိုရှိလို့ဒီမှာကလနာမှာခါတုံးလုံးဆောင်းထုတ်ပြီးဒုတိယကပ်မှာလည်းဒီမှာ နှစ်နှစ်98နှစ်98ဒီမှာလည်း98လို့ဒီမှာခါတော့ထိတ်သုံးလုံးပေါ့နော်ထိတ်စီသုံးလုံးဆောင်ထိုးတယ်ဒီမှာတက်ကပ်ပေါ့နော်98 98လို့ထိတ်စီသုံးလုံးဆောင်ထိုးတယ်အဲ့တော့ဒီမှာလည်းသူက98လို့ထိတ်စီသုံးလုံးဆောင်ထိုးပြီအဲ့ဒီ98လို့ဒီမှာထိတ်စီသုံးလုံးဆောင်ထိုးတာပေါ့နော်အလင်းပြန်နေဗျာအဲ့98လို့ဆောင်ထိုးပြီထိုးတော့သူ့ရဲ့အောက်မှာကျွန်တော်ကတော့ဒီလိုသုံးကပ်ကတော့အပြီးပေါက်ကြီးယူဆဖို့ဟာကမကောင်းဘူးပေါ့နော်အဲယူဆရင်လည်းသူကဟိုဆက်ကွက်မူလောင်းနဲ့ ောက်တစ်ခွက်ကျွန်တော်ကတော့ဘယ်လိုလဲလို့ဒီလိုသုံးကန့် line ကိုကို့အယူဆမှာကြိုက်တယ်အထောက်ကောင်းနေဆိုရင်ကျွန်တော်ကအတွဲလောက်ပဲယူဆတယ်အဲ့ဒါမှကျွန်တော်နှစ်ကက်စီအကွက်ရွှေစိုက်တွေနဲ့လေးကက်ငါးကက်တွေနဲ့ပေါင်းဆက်ပြီးတော့စုံမတ်ဖြစ်တဲ့ကဏ္ဍကိုငါပါရှော့ထုတ်တယ်ပေါ့နော်အဲ့တော့သူ့အောင်မှာကျွန်တော်ယူလိုက်တာ ပါဝါခွားပဲယူတယ်သူ့အောင်မှာဒီမှာပါဝါခွားပဲယူတယ်နော်သူက654ဆိုရင်သူက66တက်ပါဝါ 65ပါပါခွခွန်ခွ90ဒီမှာကိုလေးပေါ့ပါလေရှိတယ်ကိုလေးခွသွားမလားဒါကိုလေးပေါ့ပါအတွဲပြီးမလားဗောနော်ဒါကြိုက်တဲ့ဆိုရင်ကိုလေးပေါ့ပါအတွဲခြုံယူတာကတော့အများဆုံးကတော့ဒီ20ချိန်မှာကျွန်တော်အကြိုက်ဆုံးကပြောမယ်ဆိုရင်လုံအောင်လို့တွေးရင်ဒီ20ချိန်မှာပါဝါလွဲကိုအကြိုက်ပဲပါဝါလွဲအကြိုက်ကို तू ပေးထားတာကတော့ तू ကကိုလေးအတွဲကိုအဓိကတော့ပေးထားတယ်ကြိုက်တယ်ဆိုရင်တော့ ဒါကကိုလီအတွဲကိုပါဝါတွဲတခြားပါဝါတွဲလည်းဖြစ်သွားနိုင်တယ်နော် ပါဝါတွဲတခြားပါဝါတွဲလည်းဖြစ်သွားနိုင်တယ်ကျွန်တော်ကတော့ပါဝါတွဲလို့ပဲယူဆတယ်ဆက်အရာကတော့သူကကိုလီအတွဲကိုပြန်နေတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဒီနှစ်ကိုရှစ်လို့ဇောင်းတော်တော့သူကသုံးလုံးပေါင်းချင်းကိုပဲသူကဒီမှာခါသုံးလုံးကလည်းသူကကိုပဲဖြစ်တယ်အဲ့ခါသုံးလုံးကိုပဲအဲ့တော့ဒီမှာလည်းသူကဒီနှစ်ကိုရှစ်လို့ဇောင်းထိုးရတယ်ဒီမှာခါသုံးလုံးကလည်းသူကကိုလို့ပဲဖြစ်တယ်ကိုလို့ပဲဖြစ်တယ်နော် အဲ့တော့ကျွန်တော်ဒီမှာလဲတွေ့ဒီမြစ်ကိုရှိလို့ဖြစ်တာနဲ့ဒီမှာခါသုံးလုံးကလည်းတော့ကိုပဲသူရှိမှာပြန်ပြီးထောက်ထားတာခါသုံးလုံးက6 9 2ဆိုတော့ကိုပဲအဲ့လိုထောက်တာနဲ့သူကအဲ့ဒီအောင်မှာသူကပါဝါခွာလို့ပဲကျွန်တော်တို့ယူစားတယ်အဲ့ဒီမှာသူကဘယ်လိုလုပ်မလဲသူကကိုတော်ညာလေးတပေါက်ပဲရတယ်ဒါပေမဲ့ကျွန်တော်အဲ့လောက်ကြီးကြီးတုံးကမှာတော့အဲ့လောက်ကြီးကြီးပေးသွားရင်တော့မတတ်နိုင်ဘူးခက်ရှာရှာပဲเนาะအပြီးပေါက်ကြီးမြင်သာလွယ်ဖို့ကသူမြုပ်တော့မြုပ်ထားတယ်ကိုအဟဲမင်္ဂလာပါเนาะ ဲ့ဒီမှာသူလောက်တာ6 6တင်မှာကဒီမှာခါသုံးလုံးကိုသူက၄နှစ်၃ဆိုတော့၉လို့ထောက်တယ်အဲ့ဒီမှာသူဒီအဲ့ဒီကဏ္ဍအောက်ဒီမှာသူကရှိရှေးပေါင်းချင်းကနောက်ပေါင်းချင်းပါဝါဖြစ်နေတယ်အဲ့ဒီရှေးပေါင်းချင်းနောက်ပေါင်းချင်းပါဝါကဘာရလဲဆိုတော့နှလုံးပေါင်း၄နဲ့၉နဲ့တွဲနေတာနှလုံးပေါင်း၄တန်နဲ့ဟိုကနှလုံးပေါင်းချင်း၄ကြောင့်နောက်ပေါင်း၉ပေါ့နော်ဘတ်နှလုံးပေါင်းချင်း၄တန်ရဲ့ လွတ်နေတဲ့ကြံတဲ့ကဏ္ဍသုံးလုံးကိုနှလုံးပေါင်းကြီးစီကပါဝါဖြစ်နေတယ်ပေါ့နော်။အဲ့နှလုံးပေါင်းကြီး၄ကိုနှလုံးပေါင်းကြီး၉နဲ့တွဲကစားတယ်။အဲ့မှာ၈၆တိက၈၆ကနှလုံးပေါင်း၄နှလုံးပေါင်းသူ့ပါဝါနှလုံးပေါင်း၉ကို၈နဲ့တိနဲ့ပြန်ပေါင်းတော့၉ဖြစ်နေတယ်။ဒီမှာကလည်းနှလုံးပေါင်း၉နဲ့နှလုံးပေါင်း၄နှလုံးချင်းပေါင်းချင်းပါဝါဖြစ်နေတယ်နော်။၈ပေါင်းပါဝါနောက်ပေါင်းပါဟုတ်လား၈ပေါင်းပါဝါနောက်ပေါင်းအဲ့ဆိုရင်၈ပေါင်းချင်း၉ကြောင့်၉ပါဝါနောက်ပေါင်း၄ အဲဒီမှာကလည်းကျွန်တော်တို့ကဒီမှာရှေ့ပေါင်းချင်း၄ကြောင်နောက်ပေါင်းပါပါကိုဟုတ်လားအဲ့တော့သူကယူဆရင်တော့သူကနှလုံးပေါင်းကြီးကပါပါလို့ပဲယူဆရမှာဒီရှေ့ပေါင်းနေနောက်ပေါင်းနေသုံးကရောင်တော့သူအပြည့်ဆုံးကြီးလို့မကောင်းဘူးเนาะအဲ့တော့ဒီနေရာမှာကျွန်တော်ယူဆတာကနှလုံးပေါင်းကြီးပါပါနောက်နှလုံးနှလုံးပေါင်းဥပမာပေါ့ကျွန်တော်ဒီ6လေး8ไก่မယ်6ရှိလေးဆိုတာညီညီတယ်ဗျာ ုရှင်လေးဆိုရင်ညှိတယ်။ဘာကြောင့်ကိုရှင်လေးကိုညှိလဲဆိုရင်သူကနှလုံးနောက်ပေါင်းချင်းပါဝါရှေးပေါင်းဒီမှာတော့သူကနှစ်ခုဖြစ်နေပေါ့နော်နောက်ပေါင်းနှစ်ပါဝါရှေးပေါင်းခွန်အဲ့လိုဖြစ်နေတယ်နော်ပုံမှန်ကတော့သူကနှစ်ကက်လုံးမှာကနှလုံးပေါင်းချင်းရှေးပေါင်းချင်းပါဝါနောက်ပေါင်းကသူက၄တိ၄တလက်၉တလက်နေလာတယ်။သုံးကန်မှရောင်းရင်တော့သူကဒီပါဝါအတွဲကိုနှလုံးပေါင်းချင်းဟာတလုံးတခြားနှစ်နှလုံးပေါင်းချင်းပါဝါအဲ့ရှေးပေါင်းချင်းပါဝါမှာခွာပေါင်းချင်းပါဝါရှေးပေါင်းချင်းပါဝါဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်။သူကပါဝါကစားမယ်ပေါ့။အဲ့ဒီမှာကိုထိတ် သူ့နောက်ကနှစ်နှစ်ရှိတယ်နှစ်နှစ်ပါပါခွန်ခွန်ဆိုပြီးတော့နောက်နှစ်နှစ်ဦးမှာဒီမှာအကျင်ကြီးကအတူတူပဲကစားခဲ့တယ်အဲ့တော့ကျွန်တော်ဒီမှာကိုထိပ်သူ့နောက်မှာနှစ်နှစ်အဲ့ဒီနှစ်နှစ်ပါပါခွန်ခွန်ဆိုပြီးရှိဘူးကစားခဲ့တယ်အဲ့လိုသူကပေါင်ပါတယ်ကစားတော့အဲ့ဒီနှစ်ထဲမှာခွာပေါင်းလိုက်ရအောင်မကောင်းဘူးเนาะအုတ်ဒီရဲ့ပိုင်းဘူပြန်နေချိရတာအခက်တယ်ဗျာเนาะအဲ့လာကြောင့်မလို့လာမယ့်နှစ်ဆိုရင်ကိုကမမတီးတန်တော့ပဲသွားတော့မှလိုင်းပေါ်ကအဲ့တော့ဒီမှာကို ဲ့ဒီရှေ့ပေါင်းအဲ့လိုပါပါလေကြီးကစားခဲ့ခြင်းကြောင့်အဲ့ဒီနှစ်ထဲမှာနောက်နှစ်မှာသူကအဲ့ဒီကိုယ်ရဲ့နောက်ကရှေ့လွဲကိုပါပါလန်ကစားတဲ့အမယ်အဲ့ဒီနှစ်ထဲမှာသူကမခွားချောက်ခွားချောက်ရဲ့အောက်မှာသူကပြန်ကြကစားတယ်အဲ့ဒီပြန်ကြနှလုံးပေါင်းကြီး၄အတန်နဲ့ပဲနော်နှလုံးပေါင်းကြီး၄အတန်နဲ့ပဲကစားခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာနှစ်နှစ်ပါပါအဲခွန်ခွန်လို့နှစ်ဦးမှာတက်ရိုက်တော့အဲ့ဒီနှစ်ထဲမှာပြန်ကြကစားတော့သူကဒီမှာခွားပေါင်းကြီး၆ကြောင်၆ရအောင်မှာသူက၈၆နှစ်ပြန်ကြ เนาะပြန်ကြပဲကျွန်တော် organize ထုတ်တယ်တကွက်ကောင်းတကွက်ကောင်းထုတ်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာလည်းဒီတိုင်းပဲအဲ့ဒီညထဲမှာခွာ6ကဒီမှာလာလာလာခွာ6အဲ့ဒီခွာ6အောင်မှကျွန်တော်ပြန်ကြကစားမယ်ပြန်ကြအဲအဲ့ကြောင့်ကျွန်တော်တကွက်ကောင်းလို့ကြီးလိုချင်တဲ့လူရကအပတ်စဉ်မှာဗားထဲမှာရှေ့ဩဆိုတာအပတ်စဉ်ပါတယ်ပေါ့နော်တကွက်ကောင်းကအဲအဲ့တော့ကျွန်တော်ဒီ3 5 6တော့မှလည်းကျွန်တော်တို့အာအောင်ခဲ့ပြီပဲလीဟုတ်လားအဒီလိုအယူဆနေနေပဲစုံမှတ်ဒီပဲတို့ပဲငွေ organize ထုတ်တဲ့အချိန်မှာကျွန်တော်နှက်ကတ်နေပဲထုတ်တယ်ပေါ့နော်အဲ့ကြောင့်မလို့ကျွန်တော်ကဒီမှာ ဒီတစ်ပတ်လက်ကမှာဘာထဲမှာရှင်အိုးကတကွက်ကောင်းကပြန်ကြအကြိုက်ဆော်ထားတယ်ပေါ့နော်ဟုတ်လေကျွန်တော်ဖုန်းနံပါတ်ကတော့39925533091ဖြစ်ပါတယ်နော်အဲဒါကျွန်တော်ရဖုန်းနံပါတ်ပါဖတ်ပြောမယ်39925533091ပါเนาะဘာဖြစ်လို့ဒါ YouTube channel ကြီးကိုလည်းဒီဖုန်းနံပါတ်ရွတ်တဲ့နေရာလေးကိုပြောတဲ့နေရာလေးကိုပအောင်တင်ပေးပါเนาะ အဲ့တော့အဲ့မှာကျွန်တော်ဒီနှလုံးပေါင်းချင်း၄လ6နှစ်6နှစ်ရှိကလည်းနှလုံးပေါင်းလေးဒီနေရာမှာနှလုံးပေါင်းလေးနဲ့ပြန်ကြရည်ဆိုရင်ကိုယ့်အကိုကြိုက်တာရွေးထိုးပေါ့နော်ဒါကကျွန်တော်ဒီပြလိုက်ရင်းဖြစ်တယ်အဲ့ဒီနှလုံးပေါင်းချင်း၄ကိုကျွန်တော်ကဘာကြောင့်လဲယူတော့ကျွန်တော်ကစားနေကြတယ်ဒီရှေးပေါင်းနှင်းရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း၄အဲအဲ့ဒီရှေးပေါင်းနှစ်တည်းကြောင့်နှစ်ပါဝါခွန်ရဲ့ရောရှစ်ကိုလေးအောင်ခဲ့တဲ့ပေါ့နော်ရှစ်ကိုလေးအောင်ခဲ့တဲ့ဝင်ဆက်ပေါ့ နားလေအဲ့ဒီရှေ့ပေါင်းနေဖြစ်တည်လာရလဲကျွန်တော်ပြောခဲ့ပြီးပါပြီเนาะဘွေပြန်နေရတာအဆိုးတယ်ဒီရပိုင်းလိုက်လှမ်းဖို့တော့နောက်ဆိုရင်တော်တော်လေးအချိန်ယူမှရတယ်မှာနှွင့်ပေးခြင်းနဲ့နှွင့်ပေးခြင်းနဲ့ခါနဲ့ဘွေပြန်ချိန်နေရတဲ့ခါနဲ့ ဲ့တော့ကျွရှေးပေါင်းနှစ်ကြောင့်နှစ်ပါဝါခွန်ရေပရိက္ခသူကခွန်ဖြစ်လို့ခွန်ပါဝါနှစ်ရဲ့တွဲနှစ်တွဲပြီးရတယ်ရှေးပေါင်းနှစ်ကြောင့်နှစ်ပါဝါပရိက္ခမျိုးပေါင်းခွန်လို့အဲ့ဒီနှစ်ထဲမှာဒီလိုပရိက္ခမျိုးပေါင်းခွန်ဆိုပြီးဒီမှာခွန်နှစ်အတွဲနဲ့ဟိုသူဒီမြင်းကုံမှာမြင်းကုံတစ်ခွက်ကြောင့်မှာငါးပရိက္ခရှိလို့သူကပရိက္ခမျိုးပေါင်းခွန်လိုက်တယ်အဲ့ဒီရှေးပေါင်းနှစ်ကြောင့်အဲ့ဒါဆိုရင်ကျွန်တော်ကဒုတိယဒီရှေးပေါင်း6ကြောင့်6ပါဝါတည်ရဲ့ တည့်ရဲ့ပရိက၅ဖြစ်လို့၅ဘာဝ၃ညရဲ့တည့်တုံညအတွဲကိုပရိနှမျိုးပေါင်းကို6ဖြစ်ရမှာဆိုတော့ဒီမှာကျွန်တော်၃ညတည့်အတွဲကိုဒီနေရာမှာပဲဒီမှာပရိရှိရှိလို့ဒီနေရာမှာ၃ညတည့်အတွဲကို၃ပရိဖြစ်အောင်နှစ်ကပ်လိုက်တာနဲ့၃ညတည့်နှစ်ပရိနှမျိုးပေါင်း၈ပေါင်း၆ပါပါပရိနှမျိုးပေါင်းတည့်လို့ကစားခဲ့တယ်အဲ့တော့ဒီမှာကလည်းတည့်တုံညအတွဲပဲတည့်တုံညအတွဲကို၈ပေါင်း၆ပါပါပရိနှမျိုးပေါင်းတည့်ကုန်လေနောက်နေ့မှာဒီမှာကစားခဲ့တယ်ဒီမှာ သူ့ရဲ့ဒီမြင်းကုန်တစ်ခွက်ကျော်မှာငါခွန်ကိုကပရိတ်တစ်ဖြစ်လို့ဒီမှာ၃ညပရိတ်ဖြစ်အောင်ပရိတ်နှမျိုးကောင်တစ်ဖြစ်အောင်ကိုကတ်လိုက်တယ်ဟာလား၃ညတစ်နေတစ်ညကိုဟာလားအဲ့တော့တတိယကံမှာလည်းရှေးပေါင်း6 6 6ပါဝါတည်ရဲ့ပရိတ်ကငါပရိတ်ကငါပဲဖြစ်လို့ငါပါဝါ၃ညရဲ့တွဲတွဲပြီးတာနဲ့ရှေးပေါင်း6 6 6ပါဝါပရိတ်နှမျိုးကောင်တစ်ကိုဒီနေရာမှာလာကစားပြီးတယ်ကစားပြီးတဲ့အချိန်မှာသူ့ရဲ့ဒီမြင်းကုန်တစ်ခွက်ကျော်မှာဒီနေရာလေးကပဲသူ့ကိုပို့ခဲ့တာ 6ပရိတ်ရှိလို့ဒီမှာ5ပရိတ်ဖြစ်အောင်လေးကတ်လိုက်တာတုံညာတိအတွဲအောင်အဲ့တော့ဒီမှာပရိတ်နှမျိုးပေါင်း6 5ပရိတ်ဆိုတော့1အဲ့တော့ဒါတုံညာ4အဲ့တော့ဆိုရင်ကျွန်တော်ရရှိပေါင်း4ကြောင့်4ပါဝါ6ရယ်ပရိတ်ကကိုခွန်ခွန်ကိုက3ဖြစ်လို့3ပါဝါ8ရယ်6 8အတွဲကိုပရိတ်နှမျိုးပေါင်း6ဆိုပြီးဒီနေရာမှာကျွန်တော်နှိစကရေရတိုင်း ကလင်နာနဲ့ဘယ်ချိန်မှာဘယ်ကနဘယ်ကိမှာဘယ်ကနဆိုပြီးထိုးဆိုပြီးကျွန်တော်ရေးပြခဲ့တယ်ဖော်မွေးဖြစ်သွားတယ်ငါကံပါတော့เนาะငါကံဒီကဖော်မွေးအဲ့ဒါလို့သူဖြစ်ပြီးရတယ်ဒီရှေးပေါင်းနှစ်ကြောင့်အဲ့ဒီနေ့ဒီမှာနှလုံးပေါင်းနှစ်တန်တဲ့ခဏဒီ395ပဲပြန်ကြလာ395ပဲပြန်ကြခဲ့တယ်เนาะ395ပဲပြန်ကြခဲ့တယ်အဲ့ဒီရှေးပေါင်း6ကြောင့်ပဲအဲ့ဒီနေ့ထဲမှာနှလုံးပေါင်း6တန်တဲ့ခဏဟောဒီမှာနှလုံးပေါင်း6တန်နဲ့136ပြန်ကြရတယ်ပေါ့เนาะ136ပြန်ကြရတယ် ဒီရှေးပေါင်း6ကြောင်ပဲ6ပေါင်းနှလုံးပေါင်းနှလုံးပေါင်း6တန်တဲ့ခဏဆိုဒီ9တစ်ကိုကလည်းပြန်ကြရတယ်ဒီ9တုံညာကိုနှလုံးပေါင်း6တန်ကလည်းသူပြန်ကြရတယ်နော်ပြန်ကြရတယ်အဲဆိုရင်ကျွန်တော်ဒီရှေးပေါင်း6ကြောင်ပဲ6ပေါင်းနှလုံးပေါင်း6တန်နဲ့ဒီမှာ6တုံညာတော့ပြန်ကြခဲ့တယ်ပေါ့နော်6တုံညာတော့ပြန်ကြခဲ့တယ်ဒီနှလုံးပေါင်း4ကြောင်ကျွန်တော်356ကနှလုံးပေါင်း4တန်မဟုတ်သေးဘူးအဲ့တော့ဒီနှစ်ထဲကနှလုံးပေါင်း4တန်နဲ့ခဏလေးပြန်ကြရမယ်ဆိုရင်3ခုခုရှိမယ်6 8ခုရှိမယ်2 2ခုရှိမယ်ဟုတ်လား နှလုံးပေါင်း၄ဒဏ်နဲ့ကဏ္ဍနေကျွန်တော်တို့ယူရမှာ685ရှိနေပေါ့နော်အဲ့တော့ဒီနှလုံးပေါင်း၄ဒဏ်နဲ့ကဏ္ဍနေကြိုက်တဲ့ဆိုရင်ရွေးထိုးပါနော်ကျွန်တော်ရဲ့ရွေးချယ်မှုမှာသဘောကျတယ်ဆိုရင်တော့ကဲအားလုံးမင်္ဂလာပါနော်ကျွန်တော်ဖုန်းနံပါတ်ကတော့2925330091ဖြစ်ပါတယ်ကျွန်တော်ဒီတပွဲကိုတကွက်ကောင်းပြန်ကြကဏ္ဍကိုရွေးထားပါတယ်အဲ့ပြန်ကြကဏ္ဍဟာအပူအခွာဖြစ်ပါတယ်ပေါ့နော်အားလုံးမင်္ဂလာပါဒဲကိုအာရန်ထိုးရမယ်အဲ့ဒီတကွက်ကောင်းအဓိကကတော့ကျွန်ကျွန်တော်တို့ကရှင်းရှင်းပြောရင် ဟိုကျွန်တော်ဒီ2020နှစ်ကတည်းကပြောထားတော့ power to all လေးတွေအာရန်နိုင်ရင်မမာဘူးပေါ့နော်အရန်မအာမယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးလေဟုတ်လားအတန်းနိုင်ဆုံးတော့ကိုဒဲရွေးပေးတယ် power to all တကယ်တော့သူကဒီ share တစ်ကွက် power 2ကွက် do all 3ကွက်ဆိုတော့အဲ6ကွက်တော့အဓိကတော့အဓိကပေါ့နော်အဓိကထိုးအဲတစ်ကွက်ကောင်းကြိုက်တဲ့လူကတော့ကျွန်တော်တစ်ကွက်ကောင်း member card ထုတ်ထားပါတယ်နော်အဲအဲ့ဒီတစ်ကွက်ကောင်းကဲအားလုံးမင်္ဂလာပါဒီတော့ပါပဲနော်ကျွန်တော်အောင်3ဒီပါ